ဘာရှိုရိုးနှစ်ယောက်မန္တလေးဘူဒာကြီးကိုရောက်လာတယ်။ဘူဒာကြီးကတဆင်သခိုင်းကကောင်းမှုတော်ဖရာကိုဆိုင်ကယ်ကယ်ရီငှားစီလာခဲ့ရတာပေါ့။ကဲဆရာကြီးတို့ရောက်ပါပြီ။ဒါသခိုင်းကောင်းမှုတော်ဖရာပဲ။အောက်မဲဒီမန္တလေးသားကယ်ရီဆရာဘာရှိုကိုတပတ်လာရိုက်နေတယ်။ဘယ်ရမလဲကွန်မန်ဒိုဘာရှိုပဲ။ဒီမဲ့ဆိုင်ကယ်ဆရာဒီလိုတော့လိန်ပြီးမပို့ပါနဲ့ဗျာ။ဒါသခိုင်းကောင်းမှုတော်ဖရာမဟုတ်ဘူးဗျ။ကျုပ်ကစက်သား။နေဆုံးရောက်ဘူးတယ်။သခိုင်းကိုလည်းတာဝန်နဲ့ခဏခဏရောက်ဘူးတယ်။ဒီမဲ့ ကောင်းမှုတော်ဖះကထုံးသင်ငန်းတုတ်ထားတာဗျအခုလို့ရွှေရောင်မဟုတ်ဘူးဟာဟာဟာဗျာဒီမဲခမရစာမဖတ်တယ်ဘူးလားဟုတ်မဲဆိုင်းဘုတ်ကြီးတသက်လုံးက ဖြူလာတဲ့ကောင်းမှုတော်ဖះကိုခမရအဘတွေကရွှေလာချသွားတာကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါခမရဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်ဇာတ်လမ်းလေးကတော့ဆရာဘီတချကုကုမောင်ရေးသားထားတဲ့ကွန်မန်ဒိုဘာရှိုးဆိုတဲ့စာအုပ်ထဲကမှချာပုံတော်မင်းသားကြီးဘာရှိုးဆိုတဲ့ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ် ချာဘုံတော်မင်းသားကြီးဘာရှုတို့ကိုဘာရှုရှင်ကြောင့်ကျမတို့မောင်နှမနှစ်ယောက်လုံးအချက်ကွဲရတယ်အစကတည်းကကျမကိုမချစ်ဖ ೇನೆ ဘာလို့ယူမယ်ပြောပြီးအကိုကြီးကိုဂရိပေးရတာလဲသူခိုင်းတာလုပ်ပြီးမယ်ဆိုပြီးဘာလို့ပြန်မလာရတာလဲကျမအယမ်းချက်တယ်အကိုကြီးလည်းချက်စိတ်နဲ့အရက်တွေတောက်ပြီးဆုံးသွားပြီကျမလည်းချင်းနဲ့အဝေးဆုံးတနေရာကိုထွက်သွားပါပြီကျမပုန်းရှောင်နေတဲ့နေရာကိုရှင်မသိပါစေနဲ့လို့ ကျမဦးလေးဦးချွေတန်းရဲ့အိမ်နဲ့မနီမွေးကသခိုင်းကောင်းမှုတော့ဖရာကြီးမှာကျမစိတ်နနာနေနေတိုင်းသွားဆုတောင်းနေပါမယ်။ရှင့်ကိုအမုန်းကြီးမုန်းနဲ့မတ်တဝေကမန်ဒိုဘာရှိုငုံငူကြီးငိုင်းမီအလာကောင်းပြီမဲ့အခါနှောင်းသွားချလိပြီပေါ့မြောက်ကိုရီးယားကပြန်ရောက်ပြီးတဲ့နောက်တက်ချုပ်ကြီးရှီးမြင့်လိုက်တဲ့ငွေ၁၀သိန်းကိုပိုက်ပြီးဘာရှိုပြီးကိုပြန်လာတယ် ဒီတခါတော့ဘရှိုဟာလဲသွားပြီအရင်တခါလိုရထားနယ်ပဲခရီးသွားတတ်တဲ့စစ်သားလူထွက်ဘရှိုမဟုတ်တော့ဘူးအမေရိကန်လိုနိုင်ငံမျိုးကိုတော့ရောက်ခဲ့ဘူးတဲ့ဘရှိုဒီတော့ရန်ကုန်ပြည်အဝေးပြေးကားကြီးကိုလက်မှတ်ဝယ်ပြီးစိန်ကြက်ကြစီးလာတာဗျာရထားပေါ်လိုဘာကပိုင်းနိုင်မှမကြောက်ရတော့ဘူးပေါ့အပြန်ခရီးမှာစစ်လွဲအိတ်တဲငွေစဲသိန်းကိုထက်ပြည်ရောက်ရင်ရောက်ဖာလောင်းအရာခံစိုးနိုင်ကိုငွေတွေပြပြီးတောင်းမန်းမတ်တဝေကိုချော့ပြီးတော့ပြီးတော့ အဲ့ဒီလိုတင်ချာတွက်လာတဲ့ဘာရှိုအခုတော့ဘေးအိမ်ကတက်သားမောင်မျိုးမိမဖြူပြကို ပေးခဲ့တဲ့မတ်တဝေရဲ့ဟော်ဒီစာလေးတစ်စောင်ကြောင့်ငိုရပြီပေါ့ဖြူပြမတ်တဝေပဲသွားတာလဲမတ်တဝေပဲသွားတာလဲနေသိလားတလိပဲသိမလဲဦးလေးဘာရှိုရဲ့သူကဘာမှမပြောသွားဘူးအဲ့ဒီတုန်းကဒီစာလေးကိုတကယ်လို့များဦးလေးဘာရှိုပြန်လာရင်ပေးပြီပါလို့ပြောပြီးဘူတာကိုဆင်းသွားတာပဲဟမ်ရေမောရပါလားမတ်တဝေ ကွန်မန်ဒိုဘာရှိုအသေးတွေကွဲပြီဘာရှိုတယောက်စိတ်ညစ်ညစ်နဲ့ပြည်ဘူဒါကြီးကိုထွက်လာခဲ့တယ်ဟုတ်တယ်လေပြည်ဘူဒါယုံဟာသူသိချရတဲ့မတ်တဝေရဲ့ရှေးရာတွေနောက်ဆုံးကြံရစ်ရာနေရာလေးမဟုတ်လားဘာရှိုတယောက်ပြည်ဘူဒါကြီးတွေကယထားဆောင်တဲ့ခုံတန်းလားလီမှာမတ်တဝေပါခဲ့တဲ့ဆာလွာလေးကိုကင်ပြီးငုံငူကြီးငိုင်းပြန်တယ်ယထားအိုအော်တန်တွေကစစ်သားလူအတွက်လူချမ်းကြီးဘာရှိုကို မျက်ရည်တွေတောင်စို့စီသလားပဲ။ ။တရန်ကုန်ကနေရထားနဲ့လာရင်မိဘတွေနဲ့ကွဲသွားလို့ပါဦးလေးရေ။ပြန်စရာလမ်းစရိတ်လေးမရှိလို့တက်နိုင်သလောက်ထောက်ပံ့ပေးပါ။သူ့ဘေးနားလာပြောနေတဲ့ညောင်နနာအတန်ကြောက်ဘာရှိုဆက်ခနေဖြစ်သွားတယ်။ဒီအတန်ကိုကြားဘူးတယ်လို့ပဲ။အတန်ပိုင်ရှင်ကိုဘာရှိုတစ်ချက်ကြည့်လိုက်တယ်။ပြီးတော့ဝုန်းကနေထရပြီးအတန်ရှင်ငတိလေးရဲ့အင်ကြီးကော်လန်စကိုဆွဲထားလိုက်တယ်။ဟဲ့ကောင်လေး။တေချင်းစိုးလေးငါအသေးကိုခွဲသွားတဲ့ကောင်လေးနင်းငါမှတ်ပြီလားပြောစမ်းမအီဘေးလေး ခညာဦးလေးကဘသူတော့ဒီမဲ့ဟဲ့ကောင်ငါမျက်နှာကိုသိချာကြည့်စမ်းမမမတ်မိဘူးလားငါဘာရှိုးกว่าမင်းကလပိန်မဟုတ်လားဟဲ့ကောင်အဲဦးလေးကြီးကဘသူတော့ကျွန်တော်ကိုသိတယ်လားဟဲ့ဒါဆိုလဲအိမ်ပြန်ဖို့လမ်းစိတ်ပေးဗျာဘာกว่าမตาကောင်လေးနင်ငါကိုမမတ်မိဘူးလားဘယ်မလဲငါနာရီတွေငါအိုးအစားတွေငါတစ်သက်လုံးစပိန်ညက်ပြီးစုလာတဲ့ငွေတွေနင်တို့ရန်ကုန်ဘူတာကြီးမှာစစ်ထဲလိုက်မယ်ဆိုပြီးငါကိုပုံသွားတာလေဟမ်ခွေးတခုလီ ဒါနဲ့နေ့အပေါင်းသင်းဟိုတယောက်ကိုဘာရှိုအဲ့ဒီလိုပြောလိုက်တော့မှကလပိန်ကဘာရှိုကိုပေကလပ်ပေကလပ်နဲ့ကြည့်တယ်အဲ့ဒီတုန်းကဇလန်အသေးစိတ်ကိုကအစကလပိန်အသေးစိတ်ပြန်မှတ်မိသွားတယ်အင်းလေကလပိန်ဆိုတာလူလယ်လေးပဲဟာအဲ့ဒီတုန်းကစစ်တဲဝင်ပဲပြောခဲ့တာမှန်ပါတယ်ဦးလေးရေဒါပေမဲ့ကျွန်တော်ကလေရထားပေါ်ရောက်မှစဉ်းစားမိတာတိုင်းပြည်ကိုကာကွယ်ခြင်းပေမဲ့ကျွန်တော်မှာကအမေမုံဆိုးမကြီးပဲရှိတာဦးလေးရေအမေကစီးပင်းသားရမှာအမိုက်လဲတဲ့အလုပ်လုပ်တာ အမေအသက်ကြီးပြီကျွန်တော်မရှိလို့မဖြစ်ဘူးဆိုပြီးအိမ်ပြန်ဖို့ဆုံးဖြတ်လိုက်တာပါဟိုကောင်တားမြိုင်မှာလည်းလေဖြစ်နေတဲ့သူ့အဖေကြီးပဲရှိတော့တာဒါဆိုကို့ဘာသာအေးအေးဆေးဆေးပြန်ပါလားကွငါနာကြီးတွေအဝတ်စားတွေပတ်စံတွေကိုလက်ခွေးမို့ယူသွားတာလားကွဒါဒါကဒီလိုပါဦးလေးရေကျွန်တော်တို့နှစ်ယောက်ရဲ့မိဘတွေအတွက်ကျွန်တော်တို့ရေခဲကြောင်လေးပါလေးရောင်းပြီးခြာကျွေးတော်မယ်စိတ်ကူးတာအဲ့ဒီရေခဲကြောင်မုန်းကအပေါင်ပေးရတယ်ဦးလေးရဲ့အဲ့ဒါနဲ့ကျွန်တော်တို့လည်းမတက်သားလို့ဦးလေးကိုနောက်တွေ့တော့မှကျေးဇူးဆက်တော်မယ်ဆိုပြီးဟမ်ဟမ်ဟမ် ကလဘိန်ကငုံမဲ့မဲ့နဲ့ပြောတော့ဘာရှိုဒေါသတွေအေးပြောသွားရပြန်တယ်ဘာရှိုကစစ်သားလေရန်သူနဲ့တွေ့တော့မီလိုပြည်သူနဲ့တွေ့တော့ပန်းလိုဆိုတကူကလေးတွေရဲ့မိဘကိုလုံကျွေးခြင်းနဲ့စိတ်နဲ့စေတနာကိုမြင်တော့ဘာရှိုအပြစ်မယူရတော့ဘူးဟွန်းဒါပေမဲ့မင်းတို့ကဒီလိုလောက်လိုက်တာငါဘလောက်ထိခိုက်သွားတယ်မှတ်တယ်လဲကွာအခုငါချစ်သူကငါကိုမုံသွားပြီကွာသူငါကိုမုံပြီးအဝေးဆုံးကိုရှောင်ပုံးသွားပြီကွာသူပမာလဲဆိုတာတော့ငါမသိရတော့ဘူး ီမှာကြည့်ပါအောင်ကွာဘာရှိုကသူ့လက်ထက်ကမတ်တဝေးရဲ့စာလေးကိုကလပိန်ကိုပြလိုက်တယ်။သုံးနှစ်အထိကြောင်းနေမှုတဲ့ကလပိန်ကစာတော့နည်းနည်းပပဖတ်တတ်တယ်လေ။စာကိုမျက်မှောင်ကျုပ်ပြီးသိချဖတ်တယ်။နေပါဦးဗျာဦးလေးကအခုအဲ့ဒီမတ်တဝေးဆိုတာစီ လိုက်တော့မလို့လား။ဟဲ့ကောင်မနှောင်းနဲ့ကွာမတ်တဝေးကသူ့ဘဲကိုထွက်သွားတယ်ဆိုတာဘသူ့ကိုမှပြောမတော်ဘူးကွာငါကဘဲကိုလိုက်သွားရမှာတော့လက်ခွေပဲ။အာဦးလေးနဲ့ဦးလေးရဲ့မတ်တဝေးနေရကျွန်တော်သိတယ်ဗျာ။ ူကစကိုင်းကကောင်းမှုတော်ဖယားနာကသူ့ဦးလေးဦးရွှေသန်းအိမ်မှာနေတာဗျဟဲ့ကောင်လေးမင်းမဟုတ်တာမပြောစမ်းနဲ့မင်းကဒီလိုအထီးကြသေးအောင်မင်းကိုမတ်တဝေကပြောတော့လူလားဟောဗျာဦးလေးကလေကျွန်တော်ကိုပြောသွားရအောင်ကျွန်တော်နဲ့မတ်တဝေနဲ့မှမသိတာဗျဒီမဲလေးဦးလေးကိုပေးခဲ့တဲ့စာထဲမှာသူရှိတဲ့နေရာကိုထည့်ရေးတော့တာမတွေ့ဘူးလားဟမ်ဟမ်ဘယ်ဘယ်မှာတုန်းကဦးလေးနဲ့ဗျာအာရန်ကောဒါနဲ့များဆက်သားစုဆောင်ရေးလာလုပ်နေသေးတယ်ဒီမဲ စာမရေးထားတဲ့နောက်ဆုံးအကြောင်းကိုဖတ်ကြည့်အောင်ကျမဦးလေးဦးရွှေသန်းအိမ်နဲ့မင်းမွေးကစကိုင်းကောင်းမှုတော်ဖရာကြီးမှာကျမစိတ်နန္ဒနဲ့နေတိုင်းသွားစုတောင်းပမယ်တဲ့လေ။ကိုင်းအဲ့ဒါအခုသူရှိနေမယ့်နေရာမဟုတ်ဘူးလားဗျ။ဟေးဟေးဘလို့ဘလို့။အေးဒါနဲ့သူဦးလေးဦးရွှေသန်းအိမ်ကဘယ်မြို့မှာဆိုတာပေါ့လူလားကွာ။ဟာဒီဘဲကြီးကတော့စကိုင်းကောင်းမှုတော်ဖရာကြီးနဲ့မင်းမွေးမှာဆိုမှတော့စကိုင်းမှာဗောဗျ။စကိုင်းကိုသွား ကောင်းမှုတော့ဖယားနာမှာဥွှေသန်းအိမ်ကိုပတ်မေးလိုက်ရင်โอเคပြီပေါ့ဗျာဟေးဟာဟာဟုတ်သားပဲကောင်းလေကျေးဇူးတင်လိုက်တာကွာမင်းကိုကျေးဇူးတင်နေငါမတ်သက်ဝစီအခုပဲလိုက်သွားမယ်ပြီးရင်မင်းကိုကျေးဇူးဆက်ပါမယ်ကွာဟောဒီငါအိတ်ထဲမှာငွေတွေပါတယ်ကွာမတ်သက်ဝနဲ့တွေ့ပြီးငါပြန်လာရင်မင်းအမေကိုရေခဲကြောင်ရောင်းမကျွေးနဲ့ရေခဲမုတ်ဆိုင်ဖွင့်နိုင်အောင်ကိုငါကုန်ကြည့်ပေးမယ်ဟုတ်ပလားအေးအခုပဲငါစကိုင်းကိုသွားတော့မယ်ကွာဟာနေနေပါအောင်ဦးလေးရခမရလေကျွန်တော်ကအခုရထားပေါ်မှာဂွင်တစ်ခုဖန်ရင်အစင်မပြေပဲ ပြည်ပူရမှကြံခဲ့တာကိုညီပေးရင်အခုပေးခဲ့ဟာအခုတော့မရဘူးကွာငါကဒီငွေတွေကိုမတ်တပ်ဝင်တဲ့တွေ့ပြီးသူ့လက်ကိုအပ်ပြီးမှသူ့နဲ့လက်ထက်ကွင်တောင်းမှာတပြားမှမရော့ကျင်ဘူးဟာဗျာဥလိကဥလိကဘလောက်ယုံရမှာမို့လို့လဲမတ်တပ်ဝင်တဲ့တွေ့ပြီးကျွန်တော်မေ့သွားရင်တိတ်ပြီဗျဟိုဗျာဒီလိုလို့ဥလိနဲ့အတူကျွန်တော်စကိုင်းကိုလိုက်ပြီးမတ်တပ်ဝေကိုတွေ့အောင်လိုက်ချပြီးမယ်တွေ့ပြီးရင်တော့ဟမ်ဂတိနော်ဂတိဟင်မင်းကငါနဲ့လိုက်မယ်ဘာလို့တွေ့ဝေသွားတယ် ဲနဲ့ဒီရှစ်ဆက်ကဂျင်းလိုချစ်ချစ်လဲနေတဲ့ငတိလေးနဲ့အတူခီးသွားလို့ဖြစ်ပါမလားဒါပေမဲ့ဒီကောင်လေးကလူလေလေးအခုတော့ဘာရွှေဖြစ်နေတဲ့အခက်ခဲကိုစာရဲကနေဖောက်ထုတ်ပြီးသွားခဲ့တာအင်းဒီခီးကြီးမှဒီကောင်လေးကိုခေါ်သွားရင်အကျိုးရှိလောက်တယ်ဘာပဲဖြစ်ဖြစ်လမ်းခီးကြီးမှလည်းအဖော်ရတယ်ဒီတော့ဘာရှိုးဆုံးဖြတ်လိုက်တယ်ကဲဒါဆိုလဲသွားမယ်ကွာကလပ်ဘင်းလာလမ်းမရောင်းတဲ့စီသွားစို့ မြင်ကွင်းတွေကဂျုံဂျုံကြက်ကြက်ဆက်တန်ကြမှာတစ်ဖြက်ဖြက်ပြေးလွားကလပိန်ကတော့သူ့လက်နှစ်ဖက်ကိုပေါင်ကြားညှက်ပြီးထိုင်ကုန်းပေါ်မှာတခုခုနဲ့အိမ်မောကြနေတယ်ပေါချိုလာအိမ်မပြောပါဘူးမတ်သက်ဝေးစီသွားတဲ့ခရီးမှာယထာဟာနှီးလို့နေလို့သူထင်တယ်ဒီတခါတော့ထမဝေးတော့ဘူးမတ်သက်ဝေးကိုပါချိုဘဲမှမတော်တော့ဘူးပါရှိုရိုနေရောက်မန္တလေးဘူဒါကြီးကိုရောက်လာတယ်ဘူဒါကြီးကတဆင့်သခိုင်းကကောင်းမှုတော်ဖရာကိုဆိုင်ကယ်ကယ်ရီငှားစီလာခဲ့ရတာပေါ့ ကဲဆရာကြီးတို့ရောက်ပါပြီဒါစကိုင်းကောင်းမှုတော်ဖရာပဲအောင်မဲဒီမန္တလေးသားကယ်ရီဆရာဘာရှိုကိုတပတ်လာရိုက်နေတယ်ဘယ်ရမလဲကွန်မန်ဒိုဘာရှိုပဲဒီမဲဆိုင်ကယ်ဆရာဒီလိုတော့လိန်ပြီးမပို့ပါနဲ့ဗျာဒါစကိုင်းကောင်းမှုတော်ဖရာမဟုတ်ဘူးဗျကျုပ်ကစစ်သားနေဆုံးရောက်ဘူးတယ်စကိုင်းကိုလက်တာဝင်နဲ့ခဏခဏရောက်ဘူးတယ်ဒီမဲကောင်းမှုတော်ဖရာကထုံးသင်ငန်းတုတ်ထားတာဗျအခုလိုရွှေရောင်မဟုတ်ဘူးဟာဟာ ဘရှိုစကားကြောင့်ဆိုင်ကယ်ကလေးသမားတောင်ကြောင်တောင်ဖြစ်ပြီးချွေရောင်တွေဝင်းနေတဲ့ကောင်းမှုတော်ဖရာကြီးစီကြည့်မိသေးတယ်။ဟုတ်ပါတယ်။ဒါစကိုင်းကောင်းမှုတော်ဖရာအစ်စ်ပါ။ဘယ်နဲ့ဒီလူဘာတွေကြောင်နေပါလဲ။ဟဲ့လူဒါစကိုင်းကောင်းမှုတော်ဖရာပြဘာတွေချက်ပြောနေတာလဲ။ဟဲ့ကောင်ဘရှိုကအမေရိကန်ထိရောက်ဘူးတဲ့။တော်တာမဟုတ်ဘူး။ကောင်းမှုတော်ဖရာဆိုတာအဖြေရောင်ကမင်းငါလာမပတ်နဲ့။ဟာဗျာဒီမဲခမရစာမဖတ်တတ်ဘူးလား။ဟုတ်မဲစိုင်းဘုတ်ကြီး တသက်လုံးကဖြူလာတဲ့ကောင်းမှုတော်ဖရားကိုခမရအဘတွေကရွှေလာချသွားတာခမရမသိလိုက်ဘူးမလားလခွင်းဘလို့လူလည်းမသိဘူးပေးပေးကယ်ရီကဆိုင်ကယ်သမားထိုးပြတဲ့ဆိုင်းဘုတ်ကိုတလက်ရွှေရောင်တောက်တောက်ကြီးဖြစ်နေတဲ့ကောင်းမှုတော်ဖရားကြီးကိုတလက်ကြည့်ပြီးဘာရှိုတယောက်ဆိုင်ကယ်ကယ်ရီကထုတ်ပေးလိုက်ရပါရောလားဆရာဘာရှိုဆရာဘာရှိုခုနဟိုဈေးထဲမှာကျွန်တော်သွားမေးတော့ဥွှေသန်းအိမ်ကဖရားအနောက်ဘက်ရက်ွက်မှာလေဗျလာလာသွားကြရအောင်ဒီလိုနေရာကျတော့ကလပ်ဘိန်ပါလာတာအသုံးဝင်တယ်ဘာရှိုနဲ့ဆိုင်ကယ်သမား စကားများနေတော့ဒီကောင်ကဈေးတန်းနေပတ်သွားပြီးမတ်တဝေဦးလေးအိမ်ကိုသွားစုံစမ်းပြီးသွားပြီးတိတ်လေတဲ့ကောင်လေးအိုးရွှေတန်းကလူပြိုကြီးဗျသူတယောက်ထဲနေတာဟင်းဟိုတလောကသူ့တူမတယောက်တော့တောင်းလေးလာလာနေသွားသေးတယ်နောက်တော့ဘယ်ရောက်သွားလဲမသိဘူးအိုးရွှေတန်းကိုမေးကြည့်မှပဲသိမယ်အိုးရွှေတန်းကမကြည့်ဘူးဗျကလေးဘက်မှာရေကြီးနေလို့သွားကူတဲ့ပရာဟိတအဖွဲကခေါ်လို့လိုက်သွားတယ်စိုင်းအိတ်ထမ်းပေးဖို့နေသားနဲ့လိုက်သွားတာလေစကိုင်းဟာပါရှိုရဲ့နှလုံးသားလမ်းဆုံးမဖြစ်ပြန်ဘူးခကြီးဆက်ရအောင်မထင်ရဲ့ မတော်ဝီဘမရှိလဲဆိုတာသိရဖို့အရေးအုတ်ရွှေတန်းကိုမေးဖို့ကလေးဘက်ကိုလိုက်မှဖြစ်တော့မယ်အဲ့ဒီအချိန်ကစကိုင်းမှာကလေးရီဘီးကိုသွားကူတဲ့ပရိုက်တာအဖွဲကောင်းလေးမှာတပုံတပင်ဘာရှုံနဲ့ကလပိန်ဟာပရိုက်တာအဖွဲတစ်ဖွဲကကားနဲ့ကလေးကိုလိုက်ခွင်တောင်းနေသူတို့လည်းပရိုက်တာကူကျင်ပါလေတို့ဘာလို့တော့ညာရတာပေါ့ဒါမျိုးကြကလပိန်ကကြွန့်ကျင်ပြီးသားလေဒီကောင်ကလူသားငယ်တာညာနီညာနဲ့ကြဘာရှုံတက်တာလေကလေးမျိုးကရေကြီးတဲ့ရွာဒီဘက်ကိုပရိုက်တာအဖွဲနဲ့အတူဘာရှုံတို့ရောက်သွားတယ် ဟိုရောက်တာနဲ့ဘာရှိုကကလပိန်ပေးတဲ့အကြံအတိုင်းပရိုက်တာအဖွဲ့ကအသားလေးခွဲထွက်ပြီးကိုဘသာလှေတစင်းငှားတယ်ဒါတော့ရေကြီးနေတဲ့အချိန်လှေသမားကလည်းဈေးကြီးပြီးမှလိုက်တာဘလိုပဲဖြစ်ဖြစ်ဘာရှိုအတွက်ကဥွှေတန်းကိုတွေ့မှဖြစ်မယ်ကိုဒါမှမတ်တဝေရဲ့မြေပုံညွန့်ကိုသိရမှာမဟုတ်လားဘာရှိုရဲ့ကလပိန်ရဲ့လှေသမားရဲ့ရေကြီးတဲ့နေရာအနှံ့ကပရိုက်တာအဖွဲ့တွေစီကိုလိုက်သွားပြီးစကိုင်းကဥွှေတန်းဗမာလဲဆိုတာစုံစမ်းကြတယ်နှစ်ရက်မြောက်နေ့မှာတော့ဘာရှိုတို့ရေလုံးဝမြုပ်ပြီး ခေါမိုးလေးတွေပဲပေါ်နေတဲ့ရွာတရွာကိုရောက်သွားကြတယ်။မနီမူရေးမှာမော်တော်ဘုတ်တွေနဲ့လှည့်နေတဲ့ကဲဇယီအဖွဲတစ်ဖွဲကိုတွေ့တော့အဲ့ဒီလေမာများဥွှေတန်းရှိမလားဆိုပြီးလှော်သွားကြတာပေါ့။တနည်းအားရောက်မှာတော့ဟာဆရာမချိုဟိုမှာတဲပေါ်မှာလှုပ်လှုပ်လှုပ်နဲ့လူတယောက်ရင်နစ်နေတယ်ဗျဟိုမှာဟိုမှာဟုတ်တယ်ဘာရှို့တို့လင်းနဲ့နည်းနည်းလေးဝေးတဲ့နေရာမှာရက်ကန်ရက်ကန်ဖြစ်နေတဲ့တစုံတရာကိုလှမ်းမြင်နေရတယ်လူတယောက်ရင်နစ်နေပြီးကျင်းသေးတယ်လော်လော် အဲ့ဒီကိုရောက်အောင်လော်ဟာလော်မရတော့ဘူးပြို့လေကအောက်ကငုတ်တစ်ခုနဲ့ညိနေတယ်ခဏကျွန်တော်ဆင်းကြည့်အောင်မယ်လေသမားကပလုံဆိုရေထဲဆင်းသွားတယ်ဟိုမှာရက်ကန်ရက်ကန်ဖြစ်နေတဲ့သူတော့ရေနစ်တော့မှာပဲဆိုပြီးဘာရှိုစိတ်ပူသွားတယ်အသက်တစ်ချောင်းကေကောင်းပါလေလေဘာရှိုကိုနဲ့အမြဲမကွာလွဲထားတဲ့ငွေစဲသိမ်းပါတဲ့စစ်လွဲအိတ်ကိုရှုတ်ကလပင်ကိုပြီးတယ်အဲအဝိအစားကလည်းဒီချက်အင်ဂျီလေးတစ်ထည်နဲ့ပစိုးတစ်ထည်ပဲသူ့မှာပါတာဒါနဲ့ပစိုးနဲ့အင်ဂျီကိုရှုတ်ပြီး ကလပိန်စီပြစ်ပေးလိုက်ပြန်တယ်။အခုမှဘာရှိုရဲ့စတိုင်အစ်စ်စစ်ပေါင်းမီတိုနဲ့အင်ဂျီဂျိုဖြစ်သွားသည်ပေါ့။ဒါပေမဲ့ကာဂျိုကြီးကတဆင့်တိုက်ရှိတိုလေးပိုင်ရှင်ကသူ့ကိုပြစ်လိုက်တဲ့ပဝါအနီလေးကိုတော့လက်မောင်းမှာစီးထားလိုက်တယ်။ဒီပဝါလေးကမတ်တဝေအတွက်သူရည်ရွယ်ထားတာမို့ကိုနဲ့မကွာစောင်းထားဖြစ်တာလေးပေါ့။ဘာရှိုရေထဲကိုဝုန်းကနေတိုင်းပင်ထိုးပြီးရင်းနှီးနေတဲ့စီကူးသွားတယ်။ဘာရှိုအားဆိုင်ပြီးကူးတယ်။နီလာပြီ။နီလာပြီ။ ်ရေထဲနစ်စပြုတ်နေတဲ့အရာကို တိုက်ဖက်လိုက်တဲ့အချိန်ဘာလို့ဟင်ငနေဖြစ်သွားလဲရေနစ်နေတာလူမဟုတ်ဘူးခွေးလေးတကောပထမတော့လူမဟုတ်လို့စက်မကဲပဲထားခဲ့ဖို့ဘာလို့စဉ်းစားသေးတယ်ဒါပေမဲ့အသက်တချောင်းဆိုတာလူဖြစ်ဖြစ်ခွေးဖြစ်ဖြစ်ကဲကောင်းတဲ့အရာမဟုတ်ပါလားဘာလို့ရဲ့နှလုံးသားဟာအဲ့ဒါတော့မမာနိုင်ဘူးခွေးလေးကိုအသာပိုက်ရင်လေကိုလန့်ခေါ်လိုက်တယ်ဟင်သူငှားလာတဲ့လေမရှိတော့ပါလားအလိုဟိုးမုံပြပြနေရမှာ သူ့ကိုကြောပေးပြီးလော်ပြေးသွားတာသူ့လေပါလားဟာသူ့ပတ်စံဆဲသိန်းအဝတ်စားတွေမအီဘေးကလပင်လေသမားနဲ့ပေါင်းပြီးဗတ်ပြေးပြီပေါ့လူရုပ်မာလေးငါဖြစ်တနာလိုက်ရတာအခုတော့ငါပဲခံရပြန်ပြီဘာချိုတယောက်ဒေါသဖြစ်ချိန်တိတ်မရပါဘူးခေါင်မိုးထိတ်ဖြားလေးပေါ်နေတဲ့အိမ်လေးရှိရာကူးလာလိုက်တယ်ကြာရင်လက်ပန်းကျနိုင်တယ်မဟုတ်လားခေါင်မိုးထိတ်ဖြားလေးမှာဘာချိုနဲ့ခွေးကလေးတကောင်ရေပိဒုက္ခတွေဖြစ်နေကြလေရဲ့ဘာချိုဘဝမှာခွေးနဲ့တော်တော်အကျိုးပေးတယ် ။ဟိုတခါကလည်းတိုက်ချီတိုဆိုတဲ့ခွေးလေးတစ်ကောင်ကိုခိုးပြီးရင် ပြဿနာတွေကြုံခဲ့ဘူးလေ။အခုတခါတော့ခွေးလေးတစ်ကောင်ကိုကယ်ရင်ဒုက္ခတွေ့နေပြန်ပြီမဟုတ်လား။ခဏနေတော့မော်တော်ဘုတ်တစ်စင်းဘာချိုလို့စီဥတီလာတာတွေ့ရတယ်။မော်တော်ဘုတ်မှာအသက်ကအင်ဂျီဝတ်လာတဲ့လူနှစ်ယောက်ပါလာတယ်။တစုံတစသာရေပေါ်ထွက်နေတဲ့ခေါင်မိုးလေးပေါ်မှာထိုင်နေတဲ့အင်ဂျီဗလာစစ်ပေါင်းမီတိုလေးနဲ့လူတယောက်ရည်ရည်ဆိုရွှဲပြီးတုံနေတဲ့ခွေးကလေးတကောင်ကို မော်တော်ဘော်ကကြက်ချင်ဒီအုတ်ထုတ်ဆောင်တဲ့လူကတွေ့သွားတယ်ထင်ပါရဲ့ ဘာချို့တို့မနီမွေးကိုမော်တော်ဘုတ်ကကတ်လာတယ်ဟဲလူကျွန်တော်တို့ကဲစရီအဖွဲကပါခမရတို့ကိုလာခဲ့တာရေကူးတဲ့ရင်ဒီဘက်ကူးလာခဲ့ပါဗျမော်တော်ဘုတ်ကလူကအော်လန်နဲ့လှမ်းအော်တယ်ဘာချို့လဲခွေးကလေးကိုပိုက်ပြီးမော်တော်ဘုတ်ရှိရာကိုကူးသွားလိုက်တာပေါ့ဘာချို့နဲ့ခွေးကလေးမော်တော်ဘုတ်ပေါ်ရောက်သွားတယ်ကျွန်တော်တို့ကရွာသားတွေကုံပြီးထင်တာဗျခမရကဘလို့ကြံရိတ်ခဲ့တာတုံးမဟုတ်ပါဘူးဗျာကျွန်တော်နာမည်ဘာရှူပါပရိုက်တာအဖွဲတစ်ဖွဲနဲ့ပါသွားတဲ့ဇကိုင်းက လူတယောက်ကိုလိမ်ငါးပြီးလိုက်ချာနေတာဗျ။ဒီနေရာရောက်တော့လူတယောက်ရေနစ်နေတဲ့ထင်လို့သွားခဲ့တာဒီခွေးလေးဖြစ်နေတာနဲ့။ဩကောင်းတယ်ကိုပါရှူရ။ခမ ्या ကဒီခွေးလေးကိုကယ်လိုက်တာပဲ။အခုကျွန်တော်တို့ကန်းကိုသွားတော့မယ်ဗျ။တခြားလူတွေဘာတွေကြံနေသေးတာတွေ့သေးလား။အမတွေ့ဘူးဗျ။အဲအခုကန်းကိုသွားမယ်ဆိုတော့လူတွေအများကြီးရှိမှလားဗျ။ဟာရှိတာပေါ့ကိုပါရှူ။သတင်းမီဒီယာတွေတပ်ပုံစီရီတောင်ရှိသေးတယ်။ခမ ्या ကခွေးကလေးကိုကယ်ခဲ့တာဆိုတော့ခမ ्या ကိုဓာတ်ပုံတီတောင်ဝိုင်းရိုက်ကြမှာ။ ။ဟာဗျာဓာတ်ပုံတော့အရိုက်မခံချင်ဘူးဗျာ။ကျွန်တော်ကအခုအဝိအစားတောင်ပါတာမဟုတ်ဘူး။ဒီစစ်ပေါင်းမီအစုပ်လေးနဲ့ချက်စရာကြီး။ဟာကိုဘရွှေရဲ့အဲ့ဒါအမှပို့ပြီးတဘာဝကြတာဗျ။ဘဲနေ။ဟိုလေဒီလိုလုပ်ပါလား။ကျွန်တော်ကချက်တက်တယ်ဗျ။အခုခမရအဝိတွေကျွန်တော်ကိုခဏပေးဝေထားပါလား။ဒါမှခမရပြောတဲ့ဓာတ်ပုံစရာတွေဓာတ်ပုံရိုက်ရင်အဝိအစားနဲ့ပါနေဖြစ်မှာ။ဘာရွှေတို့ကိုကယ်လာတဲ့လူကတစ်ချက်ပြုံးလိုက်တယ်။ဘာချိုစိတ်ထဲမှာဒီလူမျက်နာကိုတနည်းရရမှမြင်ဘူးတယ်လို့တော့ထင်တယ်ဒါပေမဲ့ ဘယ်မှမှစဉ်းစားမရဘူး။ကဲကိုဘချူရော့ဗျာ။ကျွန်တော်အဝိစားတွေဝိဗျာရော့ရော့။အလိုရုပ်ချောသလောက်တဲလေသဘောကောင်းတဲ့လူ။မော်တော်ဘုတ်ပေါ်မှာတင်းမင်းနဲ့ပိုင်းအတွင်းပါရှိုကိုပေါ်ဟိုလူအဝိစားတွေရောက်လာပြီးဟိုလူကတော့အတွင်းကံပေါင်းပြီပဲရှိတော့တယ်။အဲခေါင်းပေါ်ကဟဲမက်အုပ်ထုတ်အဖြစ်တော့သူ့မှာကျန်တာပေါ့။ဒီလိုနဲ့ကန်းကိုကတ်တယ်။ဟုတ်သား။လူဒီမအများကြီး။ကင်မရာတွေကလည်းဘာရှိုတို့မော်တော်ဘုတ်ကိုဝိုင်းချိန်ထားကြတယ်။နောက်နေနေမှလေကကန်းအထိကတ်လို့မရဘူး။ အဲ့ဒီအချိန်မှာဘာရှိုကိုကယ်ခဲ့တဲ့ကိုလုံးဒီကိုလူကျော်ကခွေးကလေးကိုပိုက်ပြီးပြုံးစုံနောင်တော့တဲ့ဆင်းသွားတယ်။ကဲကိုဘရှိုကအဝဲစားရီနဲ့ဆိုတော့ဟိုဘက်ကန်းကတ်လို့ရတဲ့နေရာကနေပုတ်ကိုပတ်မောင်းပေးလိုက်ဗျာ။နှုတ်မို့ပေးရကုန်မယ်။တယ်လေသဘောကောင်းတဲ့လူဗျာ။သူ့အဝဲစားရီချွတ်ပေးတဲ့အပြင်ဘောပီမဆိုလို့သူကအနစ်နာခံပြီးချွတ်နဲ့ဆင်းသွားတယ်တဲ့။ကိုလူကျော်ကခွေးကလေးကိုပိုက်ပြီးနုံနဲ့ဆင်းလာတာနဲ့အပေါ်ကလူအုပ်ကြီးကလှုပ်လှုပ်ရှားရှားဖြစ်ကုန်တာ။မင်းသားပြန်လာပြီဟေးဟော။ ခွေးကလေးကိုကယ်လာတာကွာရိုက်ရိုက်အဲ့ဒီပုံကိုအမိရရိုက်ကြရိုက်ကြဟိအဲ့ဒီအချိန်မှာဘာရှိုကတော့မော်တော်ဘုတ်ဘုတ်ကနေကြောင်စီစီနဲ့ကြည်နေတယ်ပြီးတော့မော်တော်ဘုတ်သမားကိုမေးလိုက်တယ်အဲ့ဒီလူကဘသူလဲလို့ဟာအဲ့ဒါရုပ်ရှင်မင်းသားလေးဗျာခမမသိဘူးလားဩသူကမင်းသားကိုဒါကြောင့်ချောတာဒီလိုလေးပဲရေရွပြီးဘာရှိုတယောက်ကန့်ကန့်နေပြီဖြစ်တဲ့မော်တော်ဘုတ်ဘုတ်ကနေဆင်းလိုက်တယ်ပိတ်မကြခင်အချိန်မှာခွေးလေးကိုပိုက်ပြီးချွန်းထဲကတက်လာတဲ့မင်းသားရဲ့ပုံဟာ မြန်မာပြည်အနှံ့နာမည်ကြီးတော့မယ်ဆိုတာပါချိုဘယ်သိလိမ့်မတော့တိလဲပါချိုဓာရီစိတ်မဝင်စားဘူးပါချိုသိကျင်တာကဥွှေတန်ဘမလဲမတ်တဝေဘမလဲဒါပဲဟာကိုပါချိုလာလာလာဗျာအေးစစ်စစ်အနားယူပြီးထမင်းလေးပါလေးစားပါအောင်မင်းသားကသဘောကောင်းပါတယ်ပါချိုကိုဖော်ဖော်ရွရွဧည့်ခံနေနေပါစင်မင်းသားရဲ့ကျွန်တော်ရှာနေတဲ့လူမတွေ့သေးဘူးဗျလိုက်ရှာရအောင်မယ်ကဲမင်းသားအဝိစားတွေကျွန်တော်ပြန်ပေးခဲ့ပါမယ်ပြပြဆူဆူနဲ့ဘာရှိုကမင်းသားစီကရွေးထားတဲ့အဝတ်အစားတွေချွတ်ပေးတယ် ဟာကိုဘချိုမလုပ်ပါနဲ့ဗျာဝှက်ထားပါဗျာဝှက်ထားဒါနဲ့ကိုဘချိုချနေတာဇကိုင်းကလူတယောက်ဆိုတော့ကျွန်တော်တို့အဖွဲ့မှာဇကိုင်းကလူတယောက်တော့ပါတယ်ဗျသူ့ကိုကျွန်တော်မေးကြည့်ပေးမယ်ဦးရွှေတန်းဦးရွှေတန်းဒီကိုခဏလာပါဦးဟမ်မင်းသားခေါ်လိုက်တဲ့နာမည်ကိုကြားလိုက်တော့ဘချိုရင်တွေဒိတ်ခနဲ့ခုံသွားတယ်ဦးရွှေတန်းဆိုပါလားဟုတ်ကဲ့ကျွန်တော်ရောက်ပါပြီမင်းသားဘာမြခိုင်းမလို့ပါလဲခင်ဗျဥွှေသန်းဒီကကျွန်တော်မိတ်ဆွေက ်စကိုင်းကသူ့အတိတ်တယောက်ကို လာချတာတဲ့အဲ့ဒါဦးရွှေသန်းကစကိုင်းကောင်းမှုတော်ဖခင်နောက်မှနေတာလားမတ်တဝေဦးလေးလားမင်းသားရဲ့စကားကိုမဆောင်မဲဘာရှိုကအမောတကောမေးပြလိုက်တယ်အင်းအဲဟုတ်ဟုတ်တယ်လေကျွန်တော်ကရွှေသန်းဖခင်ကြီးနောက်မှနေတာမတ်တဝေကကျွန်တော်တူမလေဒါနဲ့ခမရကကျွန်တော်ကိုသိလို့လားကျွန်တော်ဘာရှိုပါဗျာကွန်မန်ဒိုဘာရှိုပါပြီးမာတော့ကမတ်တဝေတို့နဲ့တတတဲနေခဲ့တာကျွန်တော်မတ်တဝေကိုလိုက်ရှာနေတာဗျရုပ်ရှင်မင်းသားရဲ့မိတ်ဆွေဆိုသူက သူ့တူမကိုလိုက်ချနေတယ်ဆိုတော့ဥွှေတန်းနည်းနည်းတောင်အံ့ဩသွားတယ်။မတ်တဝေကကျွန်တော်စီမှာနှစ်လလောက်တော့လာနေသွားတယ်ဗျ။ကျွန်တော်ကလည်းခရီးတွေလျှောက်သွားနေတဲ့တော့သူ့တယောက်တည်းမလုံခြုံတာနဲ့အခုတန်လင်ကကျွန်တော်ညမသူ့အတော်အိမ်မှာသွားနေတယ်။ဗျာဒါဆိုမတ်တဝေကတန်လင်မှာပေါ့။ဟုတ်တယ်ဗျ။ကျွန်တော်ညမနာမည်ကမတ်စိန်စိန်နဲ့တန်လင်မှာနွားတွေမွေးပြီးနွားတို့ရောင်းတာ။နှုတ်စိန်စိန်ချမ်းဆိုအကုန်သိတယ်။နှုတ်စိန်စိန်နှုတ်စိန်စိန် ဟာဒါဆိုကျွန်တော်တန်လင်ကိုအခုချက်ချင်းလိုက်သွားမှဖြစ်မယ်။နေပါအောင်ဗျကိုပါရှိုရဲ့ရော့ရော့လမ်းစရိတ်ယူသွားအောင်ဗျခမရဒီပုံနဲ့ဆိုတန်လင်ကိုလမ်းလျှောက်သွားနေရပါအောင်မယ်။အခုကျွန်တော်တို့အဖွဲ့ကစံတဲ့တဲ့ကားကမန်လေးပြန်စင်းမှာခမရလမ်းကြုံလိုက်သွားကိုပါရှိုမန်လေးရောက်မှရန်ကုန်ကိုကားပြန်စီးပေါ့။အလိုက်တီလို့နဲ့မင်းသားစီကငွေ9000ယူပြီးပါရှိုတန်လင်ကိုခရီးဆက်ရပြန်အောင်မပေါ့။အော်လိုက်လေဝေးလေမတ်သက်ဝေးရေ။ဆရာပြည်တိချကုကုမောင် အဆုံးထိထားတော်မူတဲ့ဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ကျွန်တော် channel မှာယခုကဲ့သို့စာပေဆောင်မများကိုသဘောကျနှစ်သက်တဲ့ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးပေးခဲ့ပြီးဗေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့မြေတရက်ခံပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။